အမျိုးသားချင်းကြိုက်တဲ့သူတယောက်ဖြစ်ပြီးကောင်မလေးကိုကာဖာအနေနဲ့တင်တောင်းခဲ့ကြောင်းထွက်ပေါ်လာခဲ့တဲ့ဇေယျအလုံးမဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျဆွလိုက်ပါတယ်ဇေယျကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာအသက်၁၉နှစ်ရွယ်ကောင်မလေးကိုတင်တောင်းကလူပြိုကြီးဘဝကနေအစွန်ထုတ်တော့မဲ့အကြောင်းကြေညာလာခဲ့တာပေါ့ MTV ခေတ်ကတည်းကအပိတ်ခံရတဲ့ဇေယျကလက်ထပ်တော့မှကြောင့်လူအများကလည်းစိတ်ဝင်စားခဲ့ပါတယ်ဒါအပြင်ဇေယျကလည်းစိတ်ဝင်စားစရာကောင်းလောက်အောင်သူတင်တောင်းလိုက်တဲ့မယုံမရီစောကိုအသေးအံချစ်ပြနေကြတာပါ ဒါကြောင့်မို့ဇေယကမယုံရီဇော်ကိုအတော်လေးချစ်တာပဲဆိုပြီးချီးကျူးနေကြပါတယ်။ဒါပေမဲ့ဇေယတယောက်လက်ထက်ခံနီးမှနောက်ကျောင်းဖော်မဲ့သူတချို့ကလည်းအလိုလိုကိုပေါ်လာခဲ့ရပါ နောက်ကျောင်းဖော်ခြင်းတဲ့သူတွေဟောင်းဇေယောကိုဂေးကြီးလို့စွတ်ဆွဲလာခဲ့ပါတယ်။ဂေးတယောက်ဖြစ်လာတာဆယ်စုနှစ်တခွနီးပါးလောက်ရှိနေပြီလို့ဆိုပါတယ်။ထုတ်ပြောလာသူကလည်း LGBT အတိုင်းဝိုင်းထဲကပဲဖြစ်ပါတယ်။ဇေယောကလက်ထလိုက်ပြီလို့သတင်းထွက်လာတဲ့အချိန်မှာသူ့အနေနဲ့အရန်ကိုအန်အသင့်သွားခဲ့တာပါ။ဇေယောကမင်းကလေးတယောက်ကိုလက်ထပ်တော့မှဆိုတာကြောင့်ပို့ပြီးတော့အန်အသင့်သွားကြပါတယ်။ဇေယဟာကောင်မလေးကိုတိမ်မောင်းတောင်းချီနဲ့တင်တောင်းခဲ့တာကြောင့်လူအများကလည်းအားကြောင့်မို့တသိန်းကိုဖြစ်နေကြတာပါအခုလိုအားကြောင့်နေကြတာကြောင့်အကြောင်းသိတဲ့သူကသူ့တိတော်ကိုတင်လာခဲ့တာပဲဖြစ်ပါတယ် ဇယားကယောက်ျားချင်းချင်းသာကြိုက်သူဖြစ်ပြီးဘာလို့များမင်္ဂလေးတယောက်ကိုလက်ထလိုက်တာလဲဆိုပြီးသူ့အနေနဲ့မိကွန်းထုတ်ဆရာတော်ဖြစ်နေခဲ့တာပေါ့ဒါကိုတတော်မှထုတ်ပြောလာခဲ့တာမို့လူအများကြားမှလည်းစိတ်ဝင်စားကုန်ကြပါတယ်ဇယားဟာချစ်သူကောင်းမလေးကိုတခါမှလည်းထုတ်မပြခဲ့ဘူးပါဘူးအခုတစ်ချိန်မှတော့ပထမဆုံးလူသိရှင်ကြားချပြကတွဲတာပေါ့ချပြပြီးမကြလိုက်ခင်မှလည်းလက်ထပ်ဖို့ပြင်ဆင်လိုက်ပါတယ် MTV ခေတုံးကတော့ဇယားနဲ့ဝိုင်းဆိုးခိုင်တဲ့ကအတွဲညီတာကြောင့်သူတို့နှစ်ယောက်ကိုသဘောတူတဲ့သူတွေလည်းရှိပါတယ်ဒါအပြင်သူတို့နှစ်ယောက်ကလည်းအရန်ကိုခင်ကြတဲ့အတွက်တွားတူစား ားတူဖြစ်ခဲ့ရပါ။ဒါပေမဲ့ဇုံတွဲချစ်သူတွေလိုမဖြစ်ခဲ့ကြဘဲတငယ်ချင်းအဆင့်သာရှိခဲ့ကြပါတယ်။ ကြားထဲမှာပူပူနဲ့ချစ်သူတွေဖြစ်နေပြီလို့သတင်းတွေထွက်ခဲ့ပေမဲ့လည်းသတင်းမှားတစ်ခုသာဖြစ်တာပါဇေယကအသက်40ကျော်တဲ့အထိလက်မထက်ဖဲအနှွေးပညာဂျေးတွေကိုသာစူးစောင်းနေခဲ့ရပါမယ်ဇေယအတွက်မိခင်ဖြစ်သူကသာရေးကြီးဆုံးဖြစ်တယ်မို့ဒီနှစ်ပိုင်းတွေမှာမိခင်ဖြစ်သူကိုပြုစုဆောင်ရှောက်နေခဲ့တာပါမကြခင်မှာလက်ထပ်တော့မဲ့သရိုသမီးလောင်းကလည်းမိခင်ဖြစ်သူနဲ့တဲ့ကအဆင်ပြေတာကြောင့်လက်ထပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။မိခင်ဖြစ်သူကပေးစားတာမဟုတ်ဘဲဇေယကိုရိုင်းကလက်ထပ်ချင်တာကြောင့်သရိုသမီးအိမ်ကိုချောင်းပေါက်မတက်သွားကစူးစမ်းနေခဲ့တာပါ။ဇေယကကောင်မလေးကိုဆယ် တန်းအရွယ်ကလေးကချစ်ခွင့်ပန်ထားခဲ့တာပဲဖြစ်ပါတယ်။နှစ်နှစ်အတွင်းမှာလည်းကောင်မလေးရဲ့တဆွေလုံးတစ်မျိုးလုံးလက်ခံလာအောင်စူးစမ်းခဲ့တာပါ။ဒါကြောင့်မို့သူ့ဘက်ကနေအရန်ကိုချစ်လို့တင်တောင်းလက်ထပ်တာဖြစ်ပါတယ်။မယုံရီဇော်ရဲ့ဆွေမျိုးတွေဘက်ကလည်းဇေယျကိုနှစ်နှစ်အတွင်းမှာလေးလာပြီးမှသာလက်ခံမှုဆုံးဖြတ်ခဲ့ကြတာပါ။သူတို့တိုင်ဝမ်ကလည်းကြီးတာမို့ဇေယျဘက်ကသူတို့ကြည်ပြောင်းအတော်လေးကိုစ조사ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့တချို့ကလည်းဇေယျဟာယောက်ျားချင်းချိုက်ပြီး cover အနေနဲ့လက်ထပ်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ပြောဆိုနေကြတာပါ။ ပြောတဲ့သူကလည်းလူသိများတဲ့ဆယ်လီတောက်ဖြစ်တာကြောင့်ကာယကံရှင်ဇေယဘက်ကဖြည့်ရှင်းမှသာသိရမှာပေါ့ပြိသက်ကြီးအောင်ဒီတဲ့င်းကဇေယကိုနမည်ဖြတ်ချင်တာကြောင့်ပြောရလို့ထင်လားဆိုတော့ခေါမမပြပြခဲ့ပါအောင်ရှင်အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ